မင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီတစ်ခါတော့ဖေဖေလေးမမေးလေးအတွက်ပါနော်အဲ့တော့ကျွန်တော်ကဇလန်းလေးပြောပြပါဦးမယ်ဒါကျွန်တော်သားနာမည်ပါသူနာမည်အကောင့်သူရဲ့ချက်ပါအာသူကလက်ရှိ P4 တက်နေ P4 ပြီးသွားပြီပေါ့ P5 ကိုနော် primary 5ကိုတက်မှာပေါ့အဲ့တော့ သူ့ကိုကျွန်တော်တို့ဒီ covid ကာလမှာ pre kg ထားတယ်အဲ့ဒါပြီးရတဲ့တော့အကြောင်းမထားဖြစ်တော့ဘူးဒါပြီးရတဲ့တော့ဗာဆက်လုပ်ဖြစ်လဲဆိုကျွန်တော်အိမ်မှာပဲ home schooling ထားတယ် home schooling မှာကျွန်တော်ဒီလို IXL လို့ application လေးနဲ့ကျွန်တော်သွားပါတယ်နော် IXL ပေါ့နော် IXL IXL အဲ့ဒီ IX IXL ကသူက international schools တချို့မှာကျွန်တော်တို့ဒါ အာတင်ကြတယ်အသုံးချတယ်ပေါ့နော်အာဒီလိုလေးလည်းရှိပါတယ်အဲ့တော့နိုင်ငံတကာ math ကိုကျွန်တော်တို့သွားတာပေါ့အဲ့တော့သူက P4 ကိုစတက်တဲ့အချိန်မှာဆောင်မွေးလေးဖြည့်ရတယ်ပေါ့ဗျာပထမ2လတို့ပထမ4လတို့မှာသူကသူ့ရဲ့အမှတ်လေးတွေကမကောင်းဘူးပေါ့ဗျာ C ရတယ်ပေါ့ဘာကြောင့်လို့ဆိုတော့ကျွန်တော်အိမ်မှာသင်ချောက်လဲကျွန်တော်ကိုယ်တိုင်လည်းတိတ်မသိမနိုင်ဘူးမသိလည်းမသိပေးတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီလို Khan Academy တို့ဒီလို IX အလုံးနဲ့တော့တွဲသွားတယ်ပေါ့အဲ့တော့နောက်ပိုင်းတော့သူ့ကိုဒါမီဟုတ်ဒီတိုင်းဆိုတော့အစင်ပြေဘူးဒါလေးနည်းလေးဖိလိုက်အောင်နော်အဲ့ဒီလောက်ရင်းလောက်ရင်းနဲ့အခုတော့နောက်ပိုင်းတော့တော့အေလေးတွေပါရလိုက်ပေါ့ဗျာကဲအဓိကဆိုလိုချင်တာအကြောင်းသားကိုပါကို self study လုပ်လို့ရတဲ့အာ website လေးတစ်ခုပါနော် freedom မဟုတ်ပါဘူးလက္ခဏာမရပါဘူးနော်ဒါကြောင့်မယ်ကျွန်တော်ဒီမှာ ဒါလေးပြောချင်တာပါအဲ့တော့လက်ရှိမှာကျွန်တော်တို့ကတော့တနှစ်စာဝယ်ထားတယ်တနှစ်စာဝယ်တော့ကုန်တော့မယ်အခု March 28ဆိုမနေ့ဖြန်မှာကုန်တော့မယ်ပေါ့မနေ့ဖြန်မှာကုန်မယ်ဟေးဆိုတော့ကျွန်တော်ကဒါလေးကျွန်တော်ပြပေးမယ်ပြပေးလို့ကိုယ့်ရဲ့သားသမီးအတွက်စိတ်ဝင်စားတဲ့ဟေးဆိုရင်တော့ကျွန်တော်နဲ့အတူပူပေါင်းပြီးတော့အတူတူဝယ်လို့ရပါတယ်ဝယ်ရင်တော့အတူတူဝယ်တော့ဈေးသက်သာတာပေါ့ဗျာနော်โอเคแกไอ้เนาะท้องสาตานี่มาอ่าปะจิบ่าวมันน่ะกู๊ดมอร์นิ่งเนาะ Hi, Kaunda Chan. Good morning. Okay, what should I work on? Uh, how be from your parents? ကျွန်တော်ကတော့သူ့ကိုဒါလေးဒါလေးလောက်ပေါင်းလို့ပြောလိုက်တာသူကဒါပြီးသွားပြီ။အဲ့တော့ recent skills ဆိုတာဒါလောလောဆယ်သူလောက်ထားတယ်ဒါလေးတွေလောက်ထားတယ်။အဲ့တော့ recommendations ကမြင်ဒါတွေဒါတွေလောက်ပါပေါ့။ဟုတ်ပြီနော်။ကဲအဲ့တော့ဒီလိုလေးတွေသွားထားတယ်ဗျာ။ကျွန်တော်ကဗာဒါဆိုဘယ်ကိုသွားမလဲဆိုတော့က Okay. ကျွန်တော်လည်းသိမကြွဘူးဗျာဒီအဲဒီမှာအဲ့တော့ဒီအောင်နှိပ်ပြီး သင်ချာ math ကိုကျွန်တော်နှိပ်ပါမယ်နှိပ်လိုက်မယ်ဟေ့ဆိုလို့ကျွန်တော်တို့ကအခုဒီမှာ grade ကဘာကိုပြနေတယ်ဆိုတော့ first grade ကိုပြထားဘာကြောင့်လဲဆိုတော့ကျွန်တော်သမီးလက်ရှိရကျွန်တော်သမီးရလက်သွားထားလေးလုပ်တယ်အဲ့တော့သမီးရဒီမှာ counting to 100 okay now အဲ့တော့ addition strategies up to 20ဆိုတော့ဒါလေးသူလုပ်နေရပေါ့ဗျာအဲ့တော့သူဒါလေးတော်တော်လေးရလာပြီ အဲ့တော့သူလဲတင်ချမှာအတိုင်းတာထူရီအားနေတယ်ဒါပေမဲ့သူဒီဟာနဲ့လှုပ်ရင်လှုပ်ရင်လည်းသူနည်းနည်းတိုးတက်လာတယ်ဆာမွေးပွဲအတွက်လည်းကျွန်တော်ဒီဟာနဲ့ပဲပြင်ဆင်ပေးတယ်အဲ့တော့သူကဒီကျောင်းကတော့ primary 1ကိုသူပြီးသွားပြီဒါပေမဲ့ဒီထဲမှာသူ primary 1ကစာတွေသူကြံ့နေသေးတယ်အဲ့တော့သူဒါကိုသူဆက်လုပ်အောင်မယ်ဒါ P1 ကဲနော် Okay နော်အဲ့မှာကျွန်တော် fractions တို့ Venn diagrams တို့နော် addition and subtraction up to up to 10တို့ပါတော့အများကြီးပဲပေါ့ဗျာဒါ grade 1 ်ဟောပြီးအဲ့တော့အပေါ်ပြန်တက်မယ်ဒီမှာကြည့်ရအောင်ကျွန်တော်တို့ဒါဆိုရင် fourth grade အဲ့တော့ fourth grade ကိုကျွန်တော်တစ်ချက်လေးပြပေးမယ် fourth grade မှာသူကဘာတွေရှိတော့ဆိုတော့ဒါတိုင်းဒါလောက်တောင်ရှိတယ်ပေါ့ဗျာနော်အဲ့တော့ဒီထက်ကသူက A တွေကသူ lesson plan တစ်ခုလောက်ပြီးဒါလေးပြီးသွားပြီအဲ့တော့ဒါပြီးထားတဲ့ဟာတွေပေါ့ဗျာဒီအောက်မှာပြီးထားတဲ့ဟာအများကြီးပြီးထားတဲ့ဟာတွေပေါ့ဒါတွေကပြီးထားတဲ့ဟာတွေပေါ့ဒါ fourth grade โอเคเนาะအဲ့တော့ဒါဆို fourth grade ကဘာလို့မပြီးသေးတော့ကဲနော် fourth grade ကမပြီးသေးဘူးဘာကြောင့်လဲဆိုဒီမှာ third grade ကိုအများကြီးလုံနေရလို့ဒီမှာ third grade third grade ကိုလုံနေရလို့ဒါလေးတချို့ဟာတွေကြော်တာပေါ့ဗျာတချို့ဟာကြော်လဲမလို့ပေါ့အားကြောင့်တချို့ဟာလဲကြော်ထားရပေါ့โอเคเนาะจองจีเล่ตัดอ่ะแต่ถ้าเล่นออกไปแล้วก็เลี้ยงฉิ่งเนาะเล่นไม่ได้ป่ะเนี่ยแล้วดิมาถ้าส่วน multiplication สุดาอเหมี่ยวดิป่ะอาซาดิโหล่ะดานี่ป่ะอายีเว้ยโอเคเนาะถ้าส่วนดิมาดีดีหว่าเลี้ยง ဒါလေးရပါလဲဆိုတော့ तू ပြီးသွားပြီဒါ multiplication facts for 2 3 4 5 and 10အဲ့တော့နှစ်3 4 5 10နဲ့အာ तू ကမြောက်တာပေါ့ဗျာဘယ်လိုမြောက်တော့ဆိုတော့ဒီမှာကြည့်1နဲ့5နဲ့မြောက်ရင်ဘယ်လောက်ဟောနော်1နဲ့5နဲ့မြောက်ရင်ဘယ်လောက်ဆိုပြီးဒါပြပြဒါ2 3 4 5ဒီမှာ4 groups of ဘာညာပေါ့နော်အာ statistics ကဘယ်လောက်လဲအဲ့လိုနော်14ကဘယ်လောက်လဲပေါ့ okay နော်อืม okay မိုက်တယ်အဲ့ဒါဒါလေးတွေ gain ဒါတော့ math ပေါ့ ကဲဟုတ်ပြီအဲ့ဆိုပဲအထိပါမလဲဘာတွေပါအောင်မလဲထပ်ကြည့်အောင်ခင်ဗျာအဲ့တော့ဒါ third grade ပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ grade 8တိသူကပါပေးထားတယ်အများကြီးပဲโอเคเนาะအများကြီးပဲဗျာမူးနောက်နေရပဲတရက်တရက်ကိုနိုင်ဝက်လောက်လေ့ကျင့်သွားတယ်တစ်နှစ်လောက်လေ့ကျင့်သွားဟင်ဆိုကျွန်တော်တို့ကအာတစ်နှစ်မှာ10လောက်လေ့ကျင့်တော့ကျွန်တော်တို့သင်ချာကတော်တော်ကြီးခိုင်သွားပြီကျွန်တော်တို့အเจ้าနေမှာမြန်မာနိုင်ငံကအเจ้าနေမှာပေးတဲ့ဟိုဟိုတကယ်ရရရလဲ မရလဲ A ပဲရလဲ A ပဲဆိုရအမှတ်ဒီချင်းထဲတဲ့ဟာမျိုးမဟုတ်ဘူးဒီမှာသူကတကယ်နားလည်မှမှန်မဲ့ဟာလေနော်ဒါလေးတွေပါကဲโอเคအဲ့တော့ဒါကကျွန်တော်တို့သင်ချာပဲရှိပါသေးရယ်နော်ကဲနောက်တစ်ခုကျွန်တော်တို့တွားရအောင် math အပြင်နောက်ထပ်ဘာတွေထပ်ရှိသေးလဲကျွန်တော်ဒီမှာ language arts language arts ကတော့ english ပေါ့နော် english မှာလဲဆိုတော့ဒီမှာအများကြီးပဲထုံးစံတိုင်းဒီမှာ grade က third grade fourth grade အဲ့တော့ fourth grade ကိုကြည့်ပါရီတော့ เนาะအဲ့တော့ဘလောက်ကောင်းလဲကျွန်တော်ပြပေးမယ်ဒီမှာ reading strategies ကျွန်တော်က IELTS တို့ဘာလို့သင်ရတဲ့သင်နေတဲ့လူဖြစ်တဲ့အတွက်ဒီဟာလေးကတော်တော်ကောင်းတဲ့စာသိရအဲ့တော့ reading strategies မှာကြည့်ကြည့်အောင်သူက main idea use key details to determine the main idea အဲ့တော့အဓိကဘာပြောချင်တာလဲတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင် तू က look at these details from a paragraph about the same topic အဲ့တော့အောက်ကြည့်အောင် Japan experiences a large number of earthquakes every year strong earthquakes regularly hit Turkey. In parts of the United States, small United States, small and large earthquakes happen every year. I will remind အဲ့ဒီမှာသူကဘာပြောချင်တာလဲ choose the main idea main or central idea that ties all the details together အဲ့ဒါဘာပြောချင်တာလဲ earthquakes occur in places around the world ကိုပြောလား large earthquakes have hit south america countries you know? south american countries turkey and japan experiences earthquakes ကိုပြောချင်တာဘယ်ဟာတော့ဆိုယူကဲအာဒီလိုတွေနဲ့လေ့ကျင့်လာလို့ရှင်ညာကျွန်တော်တို့ EFL English as a first language to uh, first language to now EFL to TOEFL to IELTS ဘာလို့ညာတော့မှသူတို့ဘာတော်တော်ကြီးအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာကဲเนาะဒါ language art လေးကိုကျွန်တော်ပြောတာပါเนาะဒါကျွန်တော်နမူနာလေးပဲပြပေး ပြပေးမယ်နော်ဒီမှာနောက်ဆို vocabulary လေးအများကြီးရှိတယ်နောက်ဘာရှိသေးလဲဆိုတော့ grammar ဟော grammar တွေရှိဟော grammar ဆို verb types prepositions in on at တို့ဘာလို့ညာလို့ပေါ့ဗျာ subject verb agreement တို့ he is he says she says he's ဒါမျိုးတွေပေါ့ singular plural တွေလိုက်ဒါရေးပါမယ်ဗျာကဲဘယ်တော့ကောင်းလဲကလေးတွေကိုယ့်ဘာကိုလေ့လာတတ်မယ်ဘာအနာကက်ကကလေးတွေကိုယ့်ဘာကိုလေ့လာတတ်မှာအနာကက်ကလေးတွေမဟုတ်ចောင်းသားကြီးကိုယ့်ဘာကိုလေ့လာတတ်မှာဖြစ်မှာ ဲအဲ့တော့ကျွန်တော်တို့နောက်ထပ်ထပ်သွားရအောင် science ပါမယ် social studies ပါမယ် spanish ပါမယ်အများကြီးပါပဲခင်ဗျာကဲဒါဆိုကျွန်တော်တို့ပတ်စံဘယ်လောက်ကြာမလို့တွေ့ရအောင်နော်အချိန်ကြာတာကြာသွားမှာဆိုလို့ပတ်စံဘယ်လောက်ကြာမလို့တွေ့ရအောင်ခင်ဗျာ okay ဖရနေတွေ့အောင်နော်ခဏလေးနော်ကျွန်တော်က okay ဒီကိုသွားမယ် ဟုတ်ဘူးပြပေးရအောင်။အော်ကျွန်တော်ကဒီကနေထွက်ရမှာ။ Oops sorry ။ကြဲအဲ့တော့ sorry အစောကကျွန်တော် website ကထွက်သွားလို့ပါနော်။အဲ့တော့ဒီမှာကျွန်တော်ဝင်လိုက်တယ်ဆိုလက်ရှိကျွန်တော်3ယောက်ပေါ့ကျွန်တော်တငယ်ချင်းနောက်သူတငယ်ချင်း2ယောက်ရပေါ့နော်ကျွန်တော်မိတ်ဆွေတွေရဲ့တားရပေါ့နော်သူတို့3ယောက်ကတော့လေ့ကျင့်တာတစ်နှစ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခု နောက်ထပ်ဒီလိုစိတ်ဝင်စားမိတ်ဆွေများရှိရင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ parent နဲ့ဝင်လိုက်မယ် parent နဲ့ဝင်လို့ရှိရင်ဘာတွေတွေ့မလဲဆိုတော့ကိုယ်သားသမီးတွေဒီထဲမှာရှိတဲ့ကလေးတွေရဲ့အဲဘယ်လောက်ထိတိုးတက်သွားပြီတော့ဘာတွေတော့ကျွန်တော်ဒီမှာကြည့်လို့ရမယ်နော်ကြည့်လို့ရမယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒီမှာကြည့်အောင်ဒီကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ uh subscription details ကိုသွားမယ်ပတ်စံဘယ်လောက်ရှိတော့ဆိုတာပတ်စံဘယ်လောက်ကြာမလဲကျွန်တော် ဟုတ်ပြီကျွန်တော်ကတော့ဒီမှာဒါလေးစတန်တိုးရင်239ဒေါ်လာပါနော်တစ်နှစ်ကိုကျွန်တော်239ပါโอเคเนาะတစ်နှစ်ကို239ဒေါ်လာကြားပါမယ်ခင်ဗျာကဲအဲ့ဒီတော့ကျွန်တော်တို့တစ်ခါလေးတွက်လိုက်ပါမယ်239240နဲ့ပဲတွက်လိုက်မယ်ကျွန်တော်ကအာ4500နဲ့ပဲတွက်လိုက်မယ်เนาะ4500 4400နဲ့တွက်ထားပါ တလောက်ကြပါမယ်10သိန်းကြပါမယ်เนาะ10သိန်းကြမယ်10သိန်းဆိုတော့တကယ်လို့3ယောက်ဆိုလို့ရှိရင် ကျွန်တော်အစား3နဲ့စားမယ်ဆိုတော့1ယောက်ကို3သိန်း5000ကြပါမယ်ဒါတစ်နှစ်လုံးမှာအဲ့တော့တစ်နှစ်လုံးဆိုတော့ကျွန်တော်တို့အဲ့ဒါကိုတလောက်ဘယ်လောက်ကြမလို့ဆိုတော့7နှစ်နဲ့စားရင်တလောက်ကို2900တလောက်မှာ3000ပဲကြပါလိမ့်မယ်ခင်ဗျာเนาะအဲ့တော့စိတ်ဝင်စားရင်တော့ကျွန်တော်ကိုဆက်သွယ်ပေးပါเนาะကျွန်တော်တို့တစ်နှစ်စာလေးတော့ပေးရမှာပေါ့เนาะအင်မတန်ကောင်းပါတယ်ကျွန်တော်အသာသမီးတွေလည်း တကယ်ကောင်းတဲ့ပညာရေးကိုသူတို့လေ့လာနေကြတယ်အဲ့တော့အဲ့လိုပဲရရှိချင်ပါတယ်ခင်ဗျာဒါကြောင့်မှအဲ့ဒါအပြင်ကျွန်တော်တို့လည်းဝင်တော့ဝင်ပုံနည်းနည်းလေးရောတာပေါ့ဗျာနော်ဒါတော့ win win ပေါ့နော်ကဲโอเคဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye